အီရီထရီးယားနိုင်ငံသားတဦးဟာလွေရာသီမှာပြင်သစ်ကနေဗြိတိန်ကိုလှေကန်တဲ့ပထမဆုံးချိန်ရောက်လာခဲ့တာပါရဒရဘတ်နိုင်ငံချာမှာတော့သူ့ကိုပါရီမြို့ကိုလေရင်နဲ့ပြန်ပို့လိုက်ပါတယ်သူဟာဗြိတိန်ဆိုရရဲ့တဦးဝင်တဦးအတွက်အစည်းအဝေးမှာအစောပိုင်းပါဝင်ခဲ့ရသူဖြစ်ပြီးပြန်ပို့ကိုလုံးဝစိတ်မပါတဲ့ပုံပါပဲပါရီမြို့လေကယာယီခွန်လုံးကြီးစခန်းတစ်ခုမှာတခြားလူတွေနဲ့အတူနေထိုင်ခဲ့ရပါတယ်သူတို့နေထိုင်တဲ့အဆောင်ဓာတ်ပုံတွေကိုရရှိထားပါတယ် ဒါပေမဲ့သူဟာပြင်သစ်ကနေထွက်ပြေးခဲ့ပြီးဗြိတိန်ကိုနောက်ထပ်လှည့်ငဲ့တဲ့ဇင်းနဲ့ပြန်လည်ရောက်ရှိလာတယ်လို့သိရပါဗျ။သူပြင်သစ်မှာရှိနေတုန်းကဗြိတိန်ကိုခီးစဉ်တွေစီစဉ်ပေးနေတဲ့လူတွေရဲ့ဆိုးရွားတဲ့ဆက်ဆံမှုတွေကိုခံခဲ့ရပါလေ။ပြင်သစ်မှာလည်းသူဟာအကာအကွယ်မရခဲ့ပါဘူး။ပြီးတော့အရင်ကကြုံခဲ့တဲ့လိုမျိုးဆိုးဆိုးရွားရွားဆက်ဆံခံရမှာကိုစိုးရိမ်နေခဲ့ပါတယ်လို့ Human Rights Network မှာဒါရိုက်တာကပြောပါလေ။ပါရီမြို့မှာဗြိတိန်ကနေပြန်ဖို့ခံရတဲ့တခြားလူတွေဟာလည်းဒီလူငယ်လိုမတရားဆက်ဆံခံခဲ့ရတယ်လို့ပြောပါတယ်။ ကျွန်တော်မသိပါဘူးကျွန်တော်ဘာမှမလုပ်ခဲ့ပါဘူးကျွန်တော်မှရာဇဝတ်မှုမှတ်တမ်းလည်းမရှိဘူးကျွန်တော်လုံခြုံချင်တာပါဒီလိုအခြေအနေမျိုးကြုံနေရတဲ့လူအများပြားဟာလမ်းတွေပေါ်ကိုရောက်သွားပါတယ်ရုံးလုံငန်းကြံ့ကြာမှုတွေကြောင့်ပိတ်မိနေပြီးတရားဝင်အလုပ်လုပ်ခွင့်လည်းမရကြပါဘူး Britain ရဲ့တူးဝင်တူးအတွက်စီစဉ်ကိုဝေဖန်သူတွေကဒါဟာကန့်ဆန်းပဲလို့ပဲဆိုပါတယ်ဘာကြောင့်ဒီလူကိုကြတော့လက်ခံပြီးဟိုလူကိုကြတော့လက်မခံတာလဲဆိုတော့ဘယ်သူမှနားမလည်နိုင်သေးပါဘူး။ဒါဟာလုံးဝကိုဗျမ်းပါတာနိုင်လုံးပါလေ ြီးတော့ဒါဟာကန်တရားပေါ်မှာပဲမူတည်နေတယ်လို့ကျွန်တော်ထင်ပါတယ်လို့ Paris Northwest University မှလေ့လာသူတူကပြောပါတယ်။ပါရီမြို့ကိုလင်းရင်တွေဆက်ပြီးဆက်ရောက်နေချိန်မှာပဲဗြိတိန်ကနေပြန်ဖို့ခင်ရတဲ့တခြားလူတွေဟာပြင်းထန်ကံရဲဘက်ကိုပြန်သွားနေကြပါတယ်။သူတို့တွေဟာရေလက်ချောင်းကိုဖျက်ပြီးနောက်တစ်ခေါက်ထက်ကူးဖို့ရည်ရွယ်ထားကြတာပါခင်ဗျာ။